တကယ်သာသနာပြက်စကားတွေကြရင်ခင်ဗျားတို့အဟုတ်ထင်စေတနာသည်လူတိုင်းနဲ့မတန်းဟွဟုတ်တယ်ဘယ်လိုဆိုဖျားစကားတွေကအကုန်လုံးအလကားဖြစ်ကုန်ဟင်မေတ္တာသည်လူတိုင်းနဲ့မတန်းယောအဲ့ဒါဝိစီစိတ်ကကိစ္စစကားတွေခင်ဗျားတို့ပြောနေတာတင်ကောင်းလေရင်ကျွန်တော်မဆိုးပါဘူးဒါလူမိုက်စကား မင်းဘလောက်မိုက်လဲလို့မေးတာ ਨੇ အတူတူပဲမင်းမရင်ငါမိုက်ဖို့အစဉ်သိမယ်မင်းချရင်ငါချဖို့အစဉ်သိမယ်ဆိုတဲ့စကားဟင်တော်ပါလားအယုံမတန်တရားတရားတော်တိုင်းနေလို့လည်းမဖြစ်နိုင်ဘူးတန်ဃာတော်တွေပြောတိုင်းလိုက်လို့လည်းဖြစ်တယ်မဟုတ်ဘူးသူတို့ကဘုန်းကြီးတွေလူမဲ့လူရှိတယ်ကို့ဘုသူမရှာဘဲနဲ့ဘုသူကကြွေးမလို့ဟင် အဲ့တော့ဘုရားဘောတန်တရားတရားဘောတန်တရားသံဃာဘောတန်တရားယုံမားတန်တရားတွေရှိနေသေးသည်၍ဘဝကိုစနစ်တကျယတိပြဆုံးပြချက်ချပြီးမလျှောက်လန်းနိုင်သေးသည်၍ဘုရားတို့ဝီဇိကိစ္စကင်းတဲ့လူလို့ပြောလို့မရဘူးဝီဇိကိစ္စမကင်းသေးရင်ဒီဘဝထိုက်တန်သူဖြစ်ပြီလို့ပြောလို့ကျေနပ်သလားရှင်းရောရှင်းရလားကောက်သီလပရပရမတာဗါတဲ့အကျင့်မားတယ် ပါတယ်ပါတယ်အကျင့်မာတွေခွေးလိုချင်းတဲ့ချင်းနွားလိုချင်းတို့ချင်းအဝတ်မဝတ်တဲ့အချင်းနော်စူးပေါ်အိတ်တဲ့ချင်းမီးလုံးရေခုတ်ရင်ငုတ်မီးလုံးတုံးခွန်စေကအချင်းတွေဟာနေပါရောက်ကြောင်းလားမဟုတ်သလိုနော်ဘုခင်များတို့ဗမာပြည်မှာကြတော့နတ်တင်လို့စီးပွားဖြစ်လာတယ်ဆိုတာ ြစ်နိုင်လားရေရရာချီလို့အယောင်းဝယ်ကောင်းလာတယ်ဟုတ်ကလားဟုတ်ကျုပ်တို့လို့ဘုန်းကြီးတွေရှိကြရင်မဟုတ်ပါဘူးဒါပေမဲ့ဈေးရောက်မကောင်းရင်တော့ဘေးရင်လေးပြေးမိလိုက်ချင်တယ်ဟမ်တရားတတ်စင်လေးလှုပ်လိုက်ချင်တယ်ဟုတ်နူနူဟမ်တော့ပါလား အကျင့်မားတွေမှာအကျန်းစားတွေရှိတယ်လို့အမှုစားအလွဲတွေလည်းတပုံကြီးပဲကိုဘုရားတကယ်စင်ကြယ်ချောင်းအကျင့်တိုးတက်ချောင်းအကျင့်မြင့်မြတ်ချောင်းအကျင့်သည်သီလသမာဓိပညာကัญญံဝရိယအပြင်တခြားဘာမှမရှိဘူးဘသူကမှမတတ်နိုင်ဘူးພັນစင်းရှင်မရှိဘူးကဲတင်ရှင်မရှိဘူးတကိုးရှင်မရှိဘူးနားလည်လားတကိုးမှာ6ပါးနော် ဒိဗ္ဗစကုဒိဗ္ဗဒိဗ္ဗသောတာအိဒီဝိရိယစေတောပရိယပုပ္ပိနိဝါဒဟုတ်တယ်အဲ့ဒါဘု து အတွက်ဆိုအဲ့ဒီတကောရှင်အတွက်ပဲကျန်တဲ့လူလည်းမဆိုင်ကျန်တဲ့လူအတွက်ကမျက်လဲပြန်တယ်လို့ပဲအဲ့တော့ဘု து ကိုဘု து အကူရောအဲ့တော့အကျင့်မာတိလစင်ကြဲကြောင်းအကျင့်ဘုရားရှင်ရဲ့အဆုံးမအတိအချာပြည့်ပြည့်စုံစုံရှိမရှိရှိ တမာရတီကြည်ချောင်းအကျင့်ကိုရှိပြီသားပထမဇံဒုတိယဇံတတိယဇံရူပဝဆရဇံအရူပဝဆရဇံအဘိညာဉ်ဒီထိတ်တန်းသည့်အမြင့်ဆုံးအဘိညာဉ်သည့်အောက်တန်းစားပထမဇံကနေပြီးတော့အထက်တန်းစားအရူပဇံ၏ထိပွားများနီးရှုမှတ်နီးအထုတ်နီးကံထံပေါင်းစုံပေးခဲ့ပြီသားအဲ့ဒီမြတ်စွာဘုရားအဆုံးမလမ်းစဉ်ကလွဲရင်ကျန်တဲ့လမ်းသည် အကျင့်မှန်တစ်ခုမှမရှိဘူးနားလည်ပါလားသဘောပေါက်သလားယုံလားခင်ဗျားတို့အဲ့ဒါလောက်အဲ့ဒါသိအရေးကြီးတာသိအရေးကြီးတာဦးဇင်းတို့ကတော့ယရိပြဒါပဲဘုရားဆုံးမတဲ့ပါလာပါတယ်ကမ္မထမ်း40ပါတယ်ဟောတယ်အဆုံးမတဲ့မပါတဲ့ဟာတော့လာမပြောနဲ့လက်လည်းမခံဘူးသုံးလည်းမသုံးဘူးနောက်ဆုံးငယ်ငယ်တော့ကတော့ဘယ်လောက်ထိပြောလိုက်လဲ ်အေးအဲ့ဒီလမ်းလွဲကိုလိုက်မှအသက်ရှင်မယ်မလိုက်သေတော့မှဆိုရင်တောင်းအဲ့လမ်းတော့မလိုက်တော့ဘူးအသေးခံသွားတော့